Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ကျတို့ဒီ Jimmy Jackson ပေါ့နော် The Guardian ရဲ့ Jimmy Jackson ကတော့ဒီ Manchester United ကတော့ကျတို့အနေနဲ့ဒီ Brian Ambumo အတွက်ပေါ့နော် Brentford အတင်နဲ့ကနအူးပြောင်းရွှေ့ကြီးအတွက်သဘောတူညီမှုရရှိထားပြီးဖြစ်တယ်ပေါ့ဗျာဟိုအပိုစုကြီးတွေအတွက်ကလပ်တင်းတစ်ခုကြားထဲမှာဆက်လက်ဆွေးနွေးနေစေဖြစ်ပြီးတော့ဒီပေါင်65တန်းဝန်းကျင်နီးပါးထိ ပြောင်းရွှေ့ကြီးကကုန်ကြသွားနိုင်တယ်ပေါ့ဆိုတော့ပြောင်းရွှေ့ကြီးရဲ့အပူစုကြီးရေဆိုလို့ရှိရင်စုစုပေါင်းပေါင်65သန်းလောက်ထိရှိသွားနိုင်တယ်ပေါ့နော်ဒါက Jimmy Jackson ကပြောထားတာရှေ့မှာလေ Jacobs Van ကတော့ Manchester United နဲ့ Brian Ambu Manchester United ရဲ့ဘက်ကပေါ့နော် Ambu မူအတွက် Brian Ambu နဲ့သဘောတူညီမှုရဖို့နှိစက်နေပြီဆိုတဲ့အကြောင်းဇူလိုင်လ9ရက်နေ့မတိုင်ခင်မှာ ကျွန်တော်တို့ဒီအန်ဘူမိုယူနိုက်တက်ကိုရောက်တာကိုအတီးပြုတ်နိုင်ဖို့အတွက်ပေါ့နော်ယူနိုက်တက်ကအလိုရှိနေတယ်ဆိုတဲ့အကြောင်းကိုပြောထားတယ်9ရက်နေ့ထိတော့မဆောင်နေတဲ့အကြောင်းတော့မရှိဘူးဒီနေ့ညနေကိုပဲဖြစ်ကောင်းဖြစ်သွားနေတယ်နော်အဲဒါအပြင်ကျွန်တော်တို့က ဆူလီတော့ခ်စ်ကနေပြီးတော့လေ report လုပ်ထားတာကမန်ချက်စတာယူနိုက်တက်ကတော့ဗောနော်ဒီ Brian Ambumo အတွက် Brentford အသင်းနဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်ဗောနော်အပြောင်းရွှေ့ကတော့ Lame အပတ်ထဲမှာအပြည့်တက်နိုင်ဖို့ရှိနေတယ်အခုအခါဆိုလို့ရှိရင်ကစားမဖြစ်သူတွေဆေးဆီးဖို့နဲ့စာချုပ်ချုပ်ဆိုဖို့အတွက်ကိစ္စတွေဆောင်ရွက်နေပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောသွားတယ်ဆိုတော့ဟိုတရားဝင် reach ဖြစ်တဲ့သဘောမျိုးလို့တော့ကျွန်တော်မထင်သေးဘူးခုနကပြောသလိုပဲ The Guardian ကပြောထားသလိုပဲပေါင်သန်း60နဲ့ကျွန်တော်တသဘောတူညီမှုရတယ် ။နောက်ထပ်အပူစုရေးတွေအတွက်ဆွေးနွေးနေစေလို့ကျွန်တော်ထင်တယ်။နောက်အခုလက်ရှိကျွန်တော်တို့ဒါဆူလီတော့စ်ကိုပြောထားသလိုမျိုးဒါအပြည့်အဝသဘောတူညီမှုရသွားပြီဆိုတဲ့ပုံစံမျိုးကဟုတ်ချင်မှာဟုတ်အောင်မှာဒါတော်တော်များများပြားဂျာနယ်လစ်တွေကညီကလိုလဲခံမှန်းမိမှာပါ။နောက်အချိန်လေးကောင်းလာပြီဆိုလို့ရှိရင်ဘာမှမဟုတ်သေးမနဲ့ကြုံကျူပြီးတော့တင်ရတာခံမှန်းပြီးတော့ဗျာအခုဆိုလို့ရှိရင်ကျွန်တော်တို့က Brian Ampumo United ကိုရောက်ဖို့အတွက်တော်တော်အချိန်ကြီးကောင်းနေပြီဆိုတော့ကျွန်တော်တို့ကောင်းကောင်းသိလို့ရတယ်အဲ့ဒီတော့ လတ်တင်တစ်ခုကြရဲဆွေးနွေးနေစေဖြစ်ပေမဲ့လို့ခံမှန်းပြီးတော့အားမဟုတ်လေသဘောတူညီမှုရတော့မှာပဲဆိုတဲ့ပုံစံမျိုးနဲ့ပြောကြတာလည်းကျွန်တော်ရှိတယ်။ဒါကြောင့်ပေါ့နော် United နဲ့ Brentford ရဲ့ဂျာထဲမှာ officially သူတို့သဘောတူညီမှုပေါ့နော်ကျွန်တော်တို့ဒါအပြည့်ဝမရသေးဘူးလို့တော့ကျွန်တော်ထင်တယ်။ဒီဘယ်လိုပြောလဲဟိုအတွက်ဆွေးနွေးနေကြဆုံးလို့ပဲကျွန်တော်ယူဆတယ်။ဒီဘယ်လိုပြောလဲအမ်ကစားမရဲ့ပေါ့နော်ဒါလုဘယ်လိုပြောလဲစွမ်းဆောင်ရေးပေါ်မူတည်ပြီးတော့ညနေပေးရမယ့်ကျွန်တော်တို့ဒါအပူစုကြီးအပေါ်မှာပဲဆွေးနွေးနေတော့လို့ကျွန်တော်ထင်တယ်။ တော့ပြောမှာဒီနေ့ညနေကိုပဲ officially သဘောတူညီမှုရာကောင်းရသွားနိုင်တယ်။နော်စုစုပေါင်းလေးနော်အပိတက်သဘောတူညီမှုရပြီးတော့အပြောင်းအလဲကဖြစ်သွားနိုင်တယ်။အဲအတင်းဘက်ကကြီးညာတဲ့အထီတို့ဘာလို့ဆိုလို့ရှင်တော့ဘယ်လောက်ထိစောင့်ရအောင်မလဲတော့ကျွန်တော်ကြည့်ရမှာပေါ့လေ။ဆိုတော့ပေါင်သန်း60ပေါင်သန်း60ကိုကျွန်တော်ပေးရမယ်။ပြီးလို့ရှင်အပူစုကြီးက9သန်းလောက်ထပ်သွားမယ်။60 9သန်းဆိုတော့ကျွန်တော်တို့ဗျာမနိုင်ပြောရင်ဒီလောက်ထိတော့ပေးတင်တယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။ကျွန်တော်ပြောသလိုပဲ ဒီကစားမရဲ့ခြေစွမ်းကတန်60တန်နဲ့ခြေစွမ်းမျိုးဟုတ်မနေဘူးပေါ့ဗျာတန်40လောက်ပဲတန်နဲ့ခြေစွမ်းမျိုးဗျာဒီလာနော်ကစားမရဲ့ဟိုဘယ်လိုပြောမလဲစာရုပ်တရံကတစ်နှစ်ပဲကျန်တော့တာရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ကစားမကိုယ်တိုင်ကိုယ်ကယူနိုက်တက်ကိုပြောင်းချင်လွန်းနေတာရဲ့ဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အချင်းကြီးတွေကကိုယ့်ဘက်မှာကြည့်ပဲရဲ့နော်ဒါအပြင်ပေါင်တန်း60ဆိုတာဘယ်လိုမှတန်မနေဘူးဗျာဘယ်လိုမှတန်မနေဘူးသို့တော်လည်းပဲအတင်းဘက်ကဒီကစားမမှဒီကစားမဆိုပြီးတော့ဖြစ်နေတယ် ဒါအပြင်အတင်းမှာကလည်းဒီနေရာကလည်းမဖြစ်မနေဆိုလို့ကျွန်တော်ခိုးဖို့လိုးနေတယ်ဆိုတော့ကျွန်တော်တန်း60ဆိုလဲတန်း60ငါတို့ကတော့အမ်ဘူမိုးနဲ့ပတ်သက်လို့ရှိရင်တန်း60လောက်တော့ရည်ရွယ်ထားတယ်အကယ်လို့တန်း80တိဘာတွေဖြစ်သွားမယ်ဆိုလို့ကျွန်တော်ငါတို့မကျူးပန်းတော့ဘူးဆိုတဲ့ပုံစံမျိုးအတင်းဘက်ကသူ့ဟာနဲ့သူ limit ထားခြင်းထားမှာပေါ့လေသူတို့တတ်မှတ်တဲ့ limit ကိုမရောက်မချင်းတော့တန်း60ဆိုလဲပေးလိုက်မှာပဲ63တန်းဆိုလဲပေးလိုက်မှာပဲ65တန်းဆိုလဲပေးလိုက်မှာပဲဆိုတဲ့အခြေအနေမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်အန်ဘူမူရဲ့တည်င်းက ဆိုရင် MMU ရဲ့အပြောင်းအရွှေ့က United ရဲ့ဘက်ကပေါ့နော်ကျွန်တော်တို့ဒီပေါင်း65သန်းလောက်ထိကိုကုန်ကြသွားနိုင်ခြင်းရှိပြီးတော့အခုဆိုလို့ရှိရင်အဲ add-ons တွေအတွက်ကျွန်တော်တို့ဆွေးနွေးနေကြဒုံးပါကျွန်တော်ပြောသလိုပဲဒီ Athletic တို့ Fabrizio တို့ Manu တို့ဘက်ကဒီတရားဝင် ပြောလာတဲ့အရာတွေကိုမြင်ရဖို့ဆိုလို့ရှိရင်ဒီနေ့ညလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်အမှုမနဲ့ပြန်နေပါလိမ့်လဲကျွန်တော်ရောက်ကောင်းရောက်သွားနိုင်နေပေါ့နော်ဒီလောက်ထိတရင်တွေကပူလာပြီဆိုလို့ရှိရင်တော့မကြခင် ဒါ official တွေပါတက်တော့မယ်ဆိုတော့နော်ကလတ်တင်တစ်ခုကြားတွေဒါသဘောတူညီမှုတွေရတော့မယ်ဆိုတာကျွန်တော်တို့ကနည်းနည်းလေးခံမှန်းလိုက်လို့ကျွန်တော်တို့ရတယ်ပြီးခဲ့တဲ့တပတ်ကျော်လုံးကလိုမျိုးအားလုံးကကျွန်တော်တို့သွေးအင်းနေတဲ့အခြေအနေမျိုးမဟုတ်တော့ဘူးဗျာအတင်းဘက်ကလည်းအန်ဘူမိုရဲ့အပြောင်းအရွှေ့ကိုကျွန်တော်တို့ကောင်းကောင်းအဆုံးသက်ချင်နေတဲ့အခြေအနေမျိုးပါဒါကြောင့်မနော်အန်ဘူမိုဒီမန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကခေါ်ဖို့အတွက်ဒါသဘောတူညီမှုဒါကနအူးပြောင်းရှိကြတဲ့ရသွားပြီးတော့ စားမဖြစ်သူတွေပေါ့နော်ဒီဆွမ်းဆောင်ရည်ဒီပေါ်မူတီးပြီးတော့ကျွန်တော်ဒါပေးရမယ့်တန်ကြီးကိုပဲကျွန်တော်ဆက်ပြီးတော့ဆွေးနွေးနေကြတယ်ပေါ့ဗျာကလပ်တင်းနေကြတယ်မှာဆိုတော့ဒါကတော့လက်ရှိအမ်ဘူမူနဲ့ပတ်သက်တဲ့တင်ပေါ့နော်အတင်းတွေတော့နောက်ထပ်အမ်ဘူမူအာကွန်ညာပြီးလို့ရှိရင်နောက်ထပ်ကစားမတယောက်ကိုခေါ်ဖို့အတွက်တော့အချိန်ကြီးကောင်းနေပြီလို့ကျွန်တော်ပြောလို့ရတယ်နော်ကြင်ကြံကြိုတွေတောင်းနှစ်ထောင်နီးပါးရှိပါတယ်အားလုံးကိုကျေးဇူးပါ channel လေးကို subscribe နဲ့တူဆိုလို့ယနေ့ပြတော့တောင်းဆိုပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုလေးဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ